မင်္ဂလာပါခင်ဗျာရွှေညာမြေကကြိုဆိုပါတယ်ကျွန်တော်ရွှေညာမြေရဲ့စာရေးဆရာပေရင်ဆရာဆရာညင်းမြတ်မပြည့်ရဲ့တဏိတာကံမြင့်ရရာကံမြင့်ဟောစတန်များကိုနားထောင်မှတ်သားလှုပ်ဆောင်တဲ့အတွက်အကျိုးများစွာရရှိတယ်လို့ကြားသိရတဲ့အတွက်များစွာဝမ်းသာမိပါတယ်ခင်ဗျာကျွန်တော်ရွှေညာမြေပြည်သက်ကြီးအတွက်ဆရာကြီးရဲ့တဏိတာကံမြင့်ရရာများကိုစောလင်းစွာသိရှိနိုင်ဖို့ညပိုင်းကလေးကထုတ်လွှင့်တင်ဆက်ပေးနိုင်ရန် ရွှေညာမြေဖွဲ့သားများကပြင်ဆင်နေပြီဖြစ်ပါကြောင်းတရင်ကောင်းပါအပ်ပါတယ်ခမညာရွှေညာမြေပြည်သက်ကြီးတဏိတာပင်မန်းနွမ်းနေသည်မြတ်ကိုတခဏတာပန်းတော်ဖြည်ချိန်မှာဆရာကြီးရဲ့တဏိတာကံမြင့်ရရာများကိုမတနာဆင်ပြီးနေ့တင်မှာစိတ်တည်လူတည်ခွန်အားတည်တည်နဲ့လုပ်ငန်းဆောင်တာများအဆင်ပြေပြီးစီရင်ယရနာများ ူပါပါစီကြောင်းစုမုံကောင်းတောင်းအပ်ပါတယ်ခင်ဗျာမင်္ဂလာပါဗျာဆရာကြီးမြန်မာပြည်ပါချွေးညာမိမိသားစုမှကျူသူပါတယ်ဗျာဒီတစ်ပတ်အတွင်းမှာဖြစ်ကျွန်တော်တို့မေးမြန်းဆုံးသမ်းထားတဲ့ကျွန်တော်တို့ကောမတီနဲ့ပတ်သက်တဲ့ပြန်ကြတဲ့အစီအစဉ်ဖြစ်ပါတယ်ဒီတစ်ပတ်အတွင်းမှာချွေးညာမိမိသားစုကိုကြီးကြီးကြပ်ကြတဲ့ပြည်သူတွေကမိမိလိုအပ်တဲ့ကိစ္စများအတွက်ရေရာများကိုတောင်းခံနေတာဖြစ်ပါတယ် အတောက်ကနေရေတရားမြောက်ကိုပြန်လည်တင်ပြတဲ့အစီအစဉ်ပဲဖြစ်ပါလေဗျာဒါကြောင့်အိုးရေလောက်ကိုင်းနဲ့ပတ်သက်တဲ့အဆင်မပြေကြတဲ့လူများအိမ်ဆောက်ခြင်းတဲ့ပုံကူများအိမ်မှာပူညာပူညာဖြစ်နေတဲ့ပုံကူများအိမ်မှာလုခေါ်တာတွေမလာလို့အဆင်မပြေကြတဲ့လူများအိမ်မှာအလုတ်ကံမရှိလို့အဆင်မပြေကြတဲ့လူများနိုင်ငံခြားသွားခြင်းတဲ့လူများအလူရာဏလုခြင်းတဲ့လူများတော့ကျွန်တော်တို့ကမုန်းကားရေပြိုလေးတပွဲကိုဝဲဆူတောင်းပြီးမှတစုံတယောက်သို့သူကိုအစာအာဟာရကုသိုလ်ပြုလုပ်မှဆိုရင်မိမိတို့ကပိတ်ဆို့နေတဲ့အလုတ်ကံများ မိမိတို့မှာပိတ်ဆိုနေတဲ့နော်အလူဒါနာများမိမိတို့ဟာပိတ်ဆိုနေတဲ့ကိစ္စများနော်မိမိတို့မှာပိတ်တဲ့နိုင်ငံခြားနဲ့ပတ်သက်တဲ့နည်းနဲ့ဆက်တဲ့လုပ်ငန်းများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာဒါကြောင့်အလုပ်ကံမိသားစုနဲ့ပတ်သက်တဲ့အဆင်မပြေတဲ့အိမ်မှာပူညာပူညာဖြစ်နေတဲ့အလုပ်ခေါ်သားတွေမလာသေးတဲ့ပုံကူများအလုပ်မရှိတဲ့ပုံကူများအလူလုတ်ချင်တဲ့ပုံကူများအိမ်ဆောက်ချင်တဲ့ပုံကူများတော့မုံကားအည်ပြော်လေးတစ်ခု တပွဲဝဲစုတော့မိမှာတစုံတယောက်သောသူကိုအစာအာဟာရကုသိုလ်ပြုလုပ်မယ်ဆိုရင်တင်းတို့မှာပိတ်ဆို့နေတော့အလုတ်ကံညာအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာဒါပါပထမအလုတ်ကံညာပတ်သက်တဲ့မိများဆုံတန်းထားတဲ့ပုံကိုယ်တွေအတွက်ပါဗျာအဲ့ဒီမန်နီငွေကြီးနဲ့ပတ်သက်တဲ့မပြည့်စုံမှုနေ့စဉ်300ပတ်သက်မရှိဘူးပတ်သက်နဲ့ပတ်သက်တဲ့အခက်အခဲဖြစ်နေတယ်အခက်နေတဲ့ပြည်ရန်ရရန်ဇာတ်လေးတွေရှိတယ်ဆိုတဲ့ပုံကိုယ်များတမ်းမြာတိလေးတစ်လုံးကိုယူတင်းနှလာအရှိအယကိုလှည့် တံမြာတိတို့ကိုင်းပြီးမှရှူလိုက်ဆူတောင်းလိုက် ရှူလိုက်ဆူတောင်းလိုက်6ကြိမ်ရှူပြီးတော့6ခါဆူတောင်းအောင်ဖြည့်လိုက်ပါလေဗျာတခါယူလိုက်တခါဆူတောင်းလိုက်တခါရှူလိုက်တခါဆူတောင်းလိုက်တခါယူလိုက်တခါဆူတောင်းလိုက်6ကြိမ်တိတိတိရှူပြီး6ကြိမ်တိတိဆူတောင်းမှဖြစ်ပါလေဗျာအတင်တံမြာတိလေးကျွန်တော်ငွေကြီးနဲ့ပတ်သက်တဲ့လူလားကျွန်တော်ဒီနေ့မှပတ်သက်ဘလောက်တွေ့တယ်ဒီဒီဘက်မှာပတ်သက်ဘလောက်လာကုန်ဘလောက်ရမှဖြစ်မှာကျွန်တော်ပေးစရာအကျွေးတွေရှိတယ်အကျွေးကဘလောက် ကျွန်တော်ရတဲ့အရာရှိတယ်ဘလောက်အဲ့ဒီပြန်ရန်ဇာလေးတွေအစင်ပြောင်းအတင်းတမ်းများကြီးကအကူကြီးစောင့်ရောက်ပါဆိုတဲ့အကြောင်းတမ်းများကြီးလေးကိုကိုင်းတင်းနေလားအရှိရာကိုလှဲ့ရှူလိုက်စူတောင်းလိုက် ရှူလိုက်စူတောင်းလိုက်6ချိန်ပြုတ်လို့မယ်ဆိုရင်တင်းတို့မှာပိတ်ဆိုနေငွေကံများအမြန်ဆုံးပွလန်းသွားမှာဖြစ်ပါတယ်ဗျာဒါကြောင့်ငွေကြီးနဲ့ပတ်သက်တဲ့လိုအပ်ချက်ရှိနေတဲ့ပုံကတော့တနည်းလားအရှိရာကိုလှည့်ပြီးတံမြသီးတွေရှူလိုက်စူတောင်းလိုက်ပြုလိုက်မှဆိုရင်တင်းတို့ငွေကြီးကံများအမြန်ဆုံးပွလန်းသွားမှာဖြစ်ပါတယ်เนาะ အကျွေးတွေပေးစရာရှိတယ်အကျွေးတွေရစရာရှိတယ်အကျွေးတွေနဲ့ပတ်သက်လို့ပြဿနာဖြစ်နေတယ်ဗျာအဲကြောင့်မေးရရန်ဇာတိလေးတွေရှိတဲ့ပုံကူများပေးရန်အကျွေးများရရန်အကျွေးများလူချင်းတဲ့လူတွေကတော့စနေအနောက်တောင်ရကိုလှက်တဲ့နောကျွန်တော်တို့ကနွားလို့လေးတစ်ခွက်ကိုဖြောဖြောပြီးမှအဲဆူတောင်းမိမှာကုသိုလ်ပြုမယ်ဆိုရင်သင်တို့ပေးရရန်ဇာများအများဆုံးအဆင်ပြေမှာဖြစ်ပါတယ်အတင်နွားလို့လေးရငါကျွန်တော်လေးပတ်တန်ကျွန်တော်ရတဲ့ရရှိတယ်ဘ누구ပေးထားတဲ့ပစံဘလောက်အဲ့ပစံလေးတွေပြန်လို့ခြင်းနေဗျာ ကျွန်တော်ရရရှိတဲ့ပတ်စံလည်းဘလောက်ဘရုသီမှာအဲ့ဒါလေးလိုချင်တယ်ကျွန်တော်အကျွေးလေးတွေပေးစရာရှိတယ်အကျွေးလေးပေးစရာဘရုကိုဘလောက်ပေးမှာအဲ့အကျွေးလေးတွေပေးတဲ့နေနဲ့အခွင့်အလမ်းတွေပေါအောင်ကျွန်တော်ရရရှိတဲ့အကျွေးလေးတွေအများဆုံးရအောင်ကျွန်တော်လိုချင်တဲ့ငွေလေးရလည်းဘလောက်အဲ့ငွေလေးနဲ့ပတ်သက်ကိစ္စတွေအများဆုံးရအောင်အသင်နွားလို့လေးကဂူကြီးစောက်ကြောက်တော့မူပါဆိုတဲ့အကြောင်းစနေတော့နောက်တောင်တော့လဲနွားလို့လေးကို ဆူတောင်းပြီးမှတစုံတယောက်တို့သူအာဟာရပြုလုပ်မယ်ဆိုရင်တင်းတို့မှာကြွေးများကြေးပြီးတော့ပြည့်ရန်ဇာများငွေကြီးနဲ့ပတ်သက်တဲ့ကံများအများဆုံးပွက်လန်းသွားမှာဖြစ်ပါတယ်ဗျာဒါကြောင့်အကျွေးရတဲ့ရှိတဲ့ဆိုတဲ့ပုံကူများတော့စနေတော့နောက်တောင်းတော့လဲပြီးနွားလို့လေးကိုတောက်ပြီးမှဆူတောင်းမယ်ဒါမှမဟုတ်ဆူတောင်းပြီးမှတစုံတယောက်တို့သူအစာအာဟာရကုသိုလ်ပြုလုပ်မယ်ဆိုရင်တင်းတို့မှာပိတ်ဆိုတဲ့ငွေကံပေးရရင်ငွေကံများအများဆုံးပွက်လန်းသွားမှာဖြစ်ပါတယ်စက်ပြည်တိလူချင်းနဲ့ စိတ်ချမ်းသာခြင်းနဲ့ဆိုတဲ့ပုံကူများအကြောင်းဝင်မကောင်းမှုဆိုတဲ့ပုံကူများတော့အင်္ဂါတော့ရှေ့တောင်တောင်လေအသေးသေးလေးဂိုင်းပြီးမှဆူတောင်းအသေးသေးသေးလေးကျွန်တော်ဈေးအောင်ကောင်းခြင်းနဲ့ဗျာကျွန်တော်စက်ပစ္စည်းတွေဝယ်ခြင်းနဲ့ဗျာကျွန်တော်စိတ်တွေချမ်းသာခြင်းနဲ့ဗျာကျွန်တော်စိတ်တွေကတော့ရောင်းဝယ်မကောင်းလို့ငွေကြေးအဆင်မပြေလို့အိမ်မှာပူညာပူညာဖြစ်လို့နိုင်ငံခြားကိုသွားဖို့ကိစ္စတွေအဆင်မပြေလို့ကျွန်တော်သွားခြင်းနဲ့လိုင်းမှာအန်ဒီဖြစ်မှကြောက်လို့အဲကြောင့်စိတ်တွေညှင်းနေတယ်ဗျာအဲ့ညှင်းနေတဲ့စိတ်များအများဆုံးအဆင်ပြေအောင် အသင်တရတိလေးကကူညီဆောင်ရွက်တော်မူပါဆိုတဲ့ကြောင်းအင်္ကာတော်အရှိတောင်တောင်လှဲ့တရတိလေးကိုင်ဆူတောင်းမယ်ဆိုရင်တင်းတို့မှာပိတ်ဆိုနေသောကံများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်အလူတွေလှုပ်ခြင်းနဲ့ရွှေတွေဝဲခြင်းနဲ့ငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စလေးတွေဆင်ပြေခြင်းနဲ့အိမ်မှာရှိတဲ့လူယောက်ျားတွေကကိုယ်လုံငန်းကိုလုပ်ပြီးအဆင်ပြေပြေလေးနေပြီးတော့တေးစစ်စစ်နေခြင်းနဲ့ဆိုတဲ့ပုံကူများတော့ကျွန်တော်တို့တလင်းလာအရှိအရာကိုလှဲ့ခေပင်ကခေရွက်ကလေးတရွက်ကိုချိုးခုပြီးမှကိုင်းပြီးမှစူတောင်းအသင်ခေရွက်ကလေးရဲ့ အာကျွန်တော်အိမ်မှာရှိတဲ့လူယောက်ျားရက်တိတော့တာမတော့မှဖြစ်မယ်အိမ်မှာရှိတဲ့လူယောက်ျားတော့ရွှေလေးကိုလိုချင်တာရွှေလေးကတော့ကျမတို့အိမ်မှာဒေဇာသာကုန်းလေးဆွဲကြွေးလို့လုံးမှာဆွဲကြွေးဆိုသိန်းတရာလောက်ကုန်းမှာအဲ့သိန်းတရာလောက်ဝင်သေးတယ်နဲ့အခွန်လန်းနေပေါ့အသိခရွေကလေးကအကူညီပေးပါအသိခရွေကလေးရဲ့ကျမတို့ဝါရင်းမှာအဲ့တော့ဘုံကြီးမှာဆွန်းလေးတွေကတ်ချင်တယ်ကတ်တဲ့ခါမှာဘလောက်လောက်ကုန်ရခံပြီးကတ်ချင်တယ်လှူချင်တယ်အဲ့လူနေတိုင်းနဲ့ခွန်းလန်းနေပေါ့ပတ်သက်နေဝေအောင်ကုကြီးစောင့်ကြတော်မူပါဆိုတဲ့အကြောင်းတနေ့လာအရှိရာကိုလှဲ့ ခရီးရကလေးကိုကိုင်းပြီးမှဆူတောင်းမယ်ဆိုလို့ရှိရင်တော့တင်းတို့မှာပိတ်ဆို့နေတဲ့လူယောက်ျားတွေနဲ့ပတ်သက်တဲ့ကိစ္စအလူဒါနနဲ့ပတ်သက်တဲ့ကိစ္စငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စရွှေနဲ့ပတ်သက်တဲ့ကိစ္စများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာနော်အဲ့ဒါလေးတစ်ချက်ရှိတယ်နော်အမျိုးတွေနဲ့ပတ်သက်လို့ပြဿနာဖြစ်မှကြောက်တယ်အစိုးရနဲ့ပတ်သက်တဲ့ဖန်တီတွေဖြစ်မှကြောက်တယ် အငွေကြီးနဲ့ပတ်သက်တဲ့ကုန်ကြမ်းမှုတွေဖြစ်မှာကြောက်တယ်။အမျိုးတွေနဲ့ပြဿနာဖြစ်မှာကြောက်တယ်။ငွေကြီးများအစုလိုက်ပြုံးလိုက်လုံးလိုက်ခဲလိုက်ဝင်ခြင်းနဲ့ဆိုတော့ကြာသာပရိအနောက်ရကိုလှည့်လှည့်ပြီးမှလပိတ်လေးတုပ်ကကိုစူးတောင်းပြီးမှကုသိုလ်ပြုပါဗျာ။အတင်လပိတ်လေးရဲ့အကျွန်တော်တို့လေးအမျိုးတွေနဲ့ပတ်သက်တဲ့ပြည့်ရန်ဇာလေးတွေအမွေကိတာလေးတွေအစီအပြေခြင်းနဲ့ပြောရဲဆိုတဲ့စကားလေးတွေအစီအပြေခြင်းနဲ့အဲကျမတို့သွားတဲ့လောက်ရတဲ့မှာအဖမ်းသိအချုံနောင်နေနဲ့ပတ်သက်တဲ့အစိုးရနဲ့ပြည်မှုပြည်သားနေနဲ့ပတ်သက်တာကြောက်တယ် ဒါကြောင့်ကျွန်အန်တီတီကင်းအောင်ကူညီဆော့ဆော့ပါကောင်းအောင်မဟုတ်ကျွန်တော်တို့မှာငွေကြီးနဲ့ပတ်သက်တဲ့လိုအပ်တဲ့လိုအပ်တဲ့ငွေကြီးများအဆုလိုက်ပြုံးလိုက်လုံးလိုက်ခဲလိုက်ဝင်အောင်ကူညီဆော့ချောက်တော်မူပါဆိုတဲ့အကြောင်းနောက်ဘောဂျာတာပရိနောက်ရကူလှည့်ပြီးမှအဲဒီကျွန်တော်တို့လက်ဖက်လေးတစ်ခွက်ကိုအဆုကိုင်းပြီးမှဆူတောင်းမယ်ဆူတောင်းပြီးရင်သုံးတယောက်သောသူအစာအာဟာရကုသိုလ်ပြုလုပ်မယ်ဆိုရင်တော့တင်းတော့မှာပိတ်ဆို့နေတဲ့အမျိုးရိုးဝါနဲ့ပတ်သက်တဲ့ကိစ္စအကြောင်းအမှုခင်းပြဿနာကြီးငွေပြီး ငွေကြီးများအစုလိုက်ပြုံလိုက်လုံးလိုက်ခဲလိုက်ဝင်းရောက်လာမှဖြစ်ပါတယ်ဗျာ။နောအရာလေးတစ်ချက်ရှိတယ်။ထီကန်လေးတွေစမ်းမယ်ဆိုတော့ကျွန်တော်တို့နိုင်ငံမှာရှိတဲ့အောင်မလေးထီတခြားနိုင်ငံမှာရှိတဲ့ထီကန်လေးတွေစမ်းမယ်ဆိုလို့ရှိရင်တော့ကြာသာပရိအနောက်ရာကိုလှည့်လပိတ်လီတောက်ပြီးမှဆူတော့အတင်လပိတ်လေးရဲ့ကျွန်တော်တို့ထီကန်လေးတွေစမ်းမယ်ဗျာ။ထီကန်လေးတွေနဲ့ပတ်သက်တဲ့ကိစ္စလေးတွေအဆင်ပြေခြင်းနဲ့အဲ့ဒီထီကန်လေးတွေနဲ့ပတ်သက်တဲ့ကိစ္စလေးတွေအများဆုံးအဆင်ပြေအောင်ကူညီဆောင်ရှောက်တော်မူပါဆိုတဲ့အကြောင်းလီလီစားစားနဲ့ ျွန်တော်တို့ရာဝင်ကြသားပရိအနောက်ရွာကိုလှည့်ပြီးဆူတောင်းမယ်ဆိုရင်တင်းတို့မှာပိတ်ဆို့နေတဲ့ကံမြအများဆုံးပွင့်လာမှာဖြစ်ပါတယ်။အဲဒီတပတ်တွင်းမှာဖြည့်ကြထားတဲ့ကံဒီထဲမှာကံကောင်းစီတဲ့ကျွန်တော်တို့ဒီကံလေးတွေစမယ်ဆိုရင်တစ်တို့နှစ်တို့ငါးတို့၆ဆိုတဲ့ကဏ္ဍလေးတွေကိုခွေးပြီးတော့ကံစမယ်ဆိုရင်ဒီတပတ်အတွင်းမှာတော့ကျွန်တော်တို့ဒီကံမြအများဆုံးပွင့်လာတော့မှာဖြစ်ပါတယ်ဗျာ။ပြန်လေဖြည့်ကြပြီးတဲ့နောက်တစ်ပတ်အတွက်ပါအကြောင်းတင်းနဲ့ငါးချောက်ဆိုတဲ့ကဏ္ဍလေးတွေခွေးပြီးမှဒီကံလေးတွေစမ်းမယ်ဆိုရင်တင်းတို့မှာပိတ်ဆိုနေတဲ့ဒီကံများအများဆုံးပွင့်လန်းပြီဖြစ်ပါကြောင်း လေးလေးစားစားပြန်ကြပေးလိုက်ပါရဗျာအားလုံးကျေးဇူးတင်ပါတယ်ဆရာကြီးမြတ်မာပြပါဗျာ